မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ဇန်နဝါရီလ2ရက်နေ့မနက်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့ရန်ကုန်မြို့မြောက်ကလာပါမြို့နယ်ရွှေပောက်ကံမြို့တဲထွေထွေအုပ်ချုပ်ရေးမှုရုံးကိုလက်ပစ်ဘုံးနဲ့ဖောက်ခွဲတက်ခတ်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ရွှေပောက်ကံကအုပ်ချုပ်ရေးမှုနိုင်ဝင်းကပတ်စံလဲတော်တော်ချမ်းသာတယ်။အဲဒီကောင်ကခရိုနီဒီကောင်ကမင်းညားကသတင်းကိုလုံးဝအပြည့်မထွက်အောင်လို့လုံထားတယ်။ထိခိုက်မှုကတော့ရှိတယ် နှစ်ကောင်လောက်ထိခိုက်သွားတယ်လို့မြောက်ကလာပါမျိုးနဲ့ပကဖကတာဝန်ရှိသူကပြောကြားထားပါတယ်။၎င်းတိုက်ခိုက်မှုကိုနှစ်သက်ကူးပြောင်းတဲ့အချိန်မှာတိုက်ခိုက်ခဲ့ခြင်းဖြစ်တဲ့အတွက်အယံမူးနေတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်များအထိခိုက်ရှိနိုင်ပြီးတော့စစ်စင်ရေးလှုပ်ဆောင်ခဲ့တဲ့အဖွဲ့သားများအားလုံးကတော့ဘေးကင်းတယ်လို့ပြောဆိုထားပါတယ်။မြောက်ကလာပါမျိုးနယ်မှာစစ်စင်ရေးများကိုအဓိကဆောင်ရွက်လျက်ရှိပြီးတော့ပြည်သူများကလည်းတက်နိုင်သလောက်ပါဝင်ကူညီပေးကြပါရန်မြောက်ကလာပါမျိုးနယ်ပကဖကမြစ်တာရက်ခံထားပါတယ်။ 2023ခုနှစ်ဩဂတ်စ်လ1ရက်နေ့ကလည်းစစ်ကောင်စီတွေတက်ဆွဲထားတဲ့ရွှေပေါက်ကံမျိုးတက်ထွေးဦးရုံးကိုမြောက်ကလာပါမျိုးနယ်ပြည်သူ့ကာကွယ်အဖွဲ့တပ်ခွဲနှစ်ကဘုံခွဲတိုက်ခိုက်ခဲ့သေးကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့စကိုင်းတိုင်းစားလင်းကြီးမြို့ပေါ်ရဲစခန်းကို drone နဲ့ဘုံကျဲတိုက်ခိုက်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇန်နဝါရီလ1ရက်နေ့မနက်6:45မိနစ်ခန့်မှာစားလင်းကြီးမြို့ပေါ်ရဲစခန်းကိုတော်လိုင်းတပ်ဖွဲ့များက drone နဲ့ဘုံကျဲတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုအတွင်းမှာအကြမ်းဖက်စစ်ကောင်စီတပ်သားများထိခိုက်မှုရှိခဲ့တော့လဲအရေးအတွက်ကိုတော့အတည်ပြုနိုင်ခြင်းမရှိသေးဘူးလို့ပြောပါတယ်။တော်လိုင်းရဲဘော်များကတော့အထိခိုက်မရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်။စစ်ခွေးတည်တဲ့စီးရင်ကတော့မသိရသေးဘူး။မနက်ပိုင်းကတော့သူတို့တွေတန်းစီမဲ့အချိန်ကိုကျွန်တော်တို့မှန်းပြီးတော့ချခဲ့တာ။ ဒရုန်းကြောက်ရောက်ပောက်ကွဲတာကစခန်းထဲကိုကျတယ်လို့တော့ဘေးပတ်ဝန်းကျင်ကပြောတယ်ဒါပေမဲ့ထိခိုက်ဒေဆုံဆင်းရင်းကတော့သူတို့မသိရသေးဘူးတရက်နေ့မနက်ပိုင်းကလည်းအဲ့ဒီဘက်ကလက်နက်ငယ်တွေနဲ့လှမ်းပစ်တာတွေရှိတယ်ကျွန်တော်တို့မှရှိတာလေးနဲ့လောက်ရတာဆိုတော့ကိုလှုပ်ချင်တဲ့လောက်မထိရောက်ဘူးပေါ့ ရှိတာလေးနဲ့ပဲထိရောက်အောင်လုပ်နေရတာပါလို့ချင်းတွင်ဒိုင်းနမိုက်ပြည်သူ့ကာကွယ်တပ်ဖွဲ့စစ်လင်းကြီးအဖွဲ့ခေါင်းဆောင်ကိုဘိုက်ကပြောဆိုထားပါတယ်ဆက်လက်ပြီးတော့တိုက်ပွဲများပေါ်ဆောင်နိုင်ရန်နဲ့ drone ပုံသီးများထုတ်လုပ်နိုင်ရန်အတွက်ပြည်တွင်းပြည်ပမှာရှိတဲ့တော်လန်ထောက်ပုတ်မိသားစုဝင်များအနေနဲ့လဲကုညီထောက်ပံ့ပေးကြပါရန်မြစ်တာရက်ခံထားပါတယ်လို့ချင်းတွင်ဒိုင်းနမိုက်ပြည်သူ့ကာကွယ်တပ်ဖွဲ့စစ်လင်းကြီးအဖွဲ့ခေါင်းဆောင်ကိုဘိုက်ကဆက်လက်ပြောဆိုထားပါတယ်။၎င်းတိုက်ခိုက်မှုကိုချင်းမင်းဒိုင်းနမိုက်ပြည်သူ့ကာကွယ်တပ်ဖွဲ့စစ်လင်းကြီးအဖွဲ့နဲ့ရေးမာပင်ခရိုင်တပ်ရင်း35တပ်ခွဲ တောင်မန်နီအထူးပြောက်ကြားတပ်ဖွဲ့စလင်းကြီးအဖွဲ့တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။အလားတူပဲမကွေးတိုင်းမြိုင်မြို့နယ်ကပါစနှစ်မှာရှိတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများအထိုင်ချတပ်ဆွဲထားတဲ့အဆောက်အဦများကိုရော့ကတ်များနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းဘာမတိလက်နက်ကြီးပြောက်ကြားတပ်ဖွဲ့မြိုင်ကတာဝန်ရှိသူတို့ကပြောပြထားပါတယ်။ဇန်နဝါရီလ၁ရက်နေ့မှာမနက်တနားရီခန့်မှာမြိုင်မြို့နယ်ကပါစနှစ်မှာရှိတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများအထိုင်ချတပ်ဆွဲထားတဲ့အဆောက်အဦများကို ဘာမတိလက်နက်ကြီးအဖွဲ့က rocket ဆယ်လုံးလုံးနဲ့တွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုအတွင်းမှာအကြမ်းဖက် စစ်ကောင်စီနဲ့ပြူစောတိများအထိုင်ချတပ်ဆွဲထားတဲ့အဆောက်အဦပေါ်ကိုချက်ရောက်ပောက်ကွဲခဲ့ပြီးတော့အကြမ်းဖက်စစ်ကောင်စီနဲ့ပြူစောတိများထိခိုက်မှုအရေအတွက်ကိုတော့အတိပြုနိုင်ခြင်းမရှိပဲအကြမ်းဖက်စစ်ကောင်စီဘက်က60မမလက်နက်ကြီးနှစ်လုံးနဲ့ပြန်လည်ပစ်ခတ်ခဲ့တော့လေတော်လိုင်းရဲဘော်တွေဘက်ကအထိခိုက်မရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့စကိုင်းတိုင်းမုံရွာခရိုင်ဘူးတလင်မြို့နယ်ကုတော်ရွာရဲစခန်းမှာတုံးနဲ့ကြောကြာတဆွဲနေထိုင်ခဲ့တဲ့စစ်ကောင်စီအုပ်စုနဲ့ပြူစောထီးတွေဟာ ီဇမလာ31ရက်နေ့ကစခန်းကိုစုပ်ခွာပြီးတော့ထွက်ပြေးသွားကြပြီဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ကုတော်ကျေးရွာရဲစခန်းဟာဘုဒ္ဓလင်မြို့နယ်မြောက်ပိုင်းမှာတည်ရှိပြီးတော့မုံရွာမြို့နောက်မြောက်တိုင်းစစ်ဌာနချုပ်နာမခနဲ့မိုင်30ကျော်သာကွာဝေးတယ်လို့သိရပါဗျ။ဒီဇမလာ17ရက်နေ့မှာနာမခတိုင်းမှုအသည့်အဖြစ်နဲ့ဘုံမှုချုပ်အဆင့်မျိုးမင်းထွေးတာဝန်ယူပြီးတဲ့နောက်တလမပြည့်ခင်မှာပဲကုတော်ရွာရဲစခန်းကိုစုပ်ခွာပြီးတော့ထွက်ပြေးသွားတယ်လို့သိရပါဗျ။အာနာသိန့်စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကနာမခတိုင်းမှုဘိုးချုပ်အဆင့် တန်းထိုက်ကိုယာရုတိုးဘေးကဗိုလ်မှူးချုပ်အဆက်မျိုးမင်းထွဲကိုနမခတိုင်းမှုအဖြစ်နဲ့ဒီဇမလ18ရက်နေ့မှာခန့်အပ်ထားခဲ့တာဖြစ်တယ်လို့သိရပါဗျ။ကုတော်ရွာရဲစခန်းမှာစစ်ကောင်စီအုပ်စုနဲ့ပြူစောတိအင်အား30ဝန်းကျင်အထိုင်ချတပ်ဆွဲထားတာဖြစ်ပြီးတော့အဲ့ဒီစစ်ကောင်စီအုပ်စုဟာရခင်ကအနီးဝန်းကျင်မှာရှိတဲ့ခြေရွာတွေကိုစီးနှင်းကပြည်သူပိုင်ပစ္စည်းတွေကိုဖောက်ထွင်းလူရက်ခိုးယူစားတောက်နေခဲ့ရတာက 2023ခုနှစ်နှစ်လယ်ပိုင်းကစပြီးတော့စခန်းအပြင်ကိုမထွက်ရဲတော့ပဲရိတ်ခါတွေပြက်ပြီးတော့ငတ်လာတဲ့အချိန်တိုင်းနာမခါကနေစစ်ကြောင်းနဲ့မကြာခဏရိတ်ခါတွေလာပုတ်ပေးနေရတယ်လို့ဒေသခံတော်လှန်ရေးအင်အားစုတွေကပြောပါတယ်ဒီဇင်ဘာလ25ရက်နေ့မှာနာမခါကနေထွက်လာတဲ့အင်အားတရာဝင်းကျင်ပါတဲ့စစ်ကောင်စီအုပ်စုဟာဘူးတလင်းနယ်ထဲမှာရွာစဉ်ပတ်မွေစစ်ကြောင်းထုတ်ကဖောက်ထွင်းလူရခိုးယူတယ်လို့လဲတွေနွားတွေနဲ့ပြည်သူအယောက်200ခန့်ကိုလည်းဖမ်းဆီးကကုတော်ရဲစခန်းထဲကိုရိတ်ခါပို့ပြီးတဲ့နောက်ဒီဇင်ဘာလ31ရက်နေ့မှာ ကုတော်ရွာရဲစခန်းထဲကနေစစ်ကောင်စီအုပ်စုကိုပြန်ခေါ်ထုတ်သွားတာဖြစ်တယ်လို့သိရပါဗျ။ဘူးတလင်မျိုးပေါ်ကနေလဲအရင်နဲ့လာတဲ့စစ်ကြောင်းကခေါ်သွားတာဗျ။အခုကူတော်မှာစစ်သားတွေမရှိတော့ဘူးအားလုံးရှင်းသွားပြီလို့ဘုဒ္ဓလင်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ပအဖအဖွဲ့ဝင်တဦးကပြောဆိုထားပါတယ်ကူတော်ရွာရဲစခန်းတွေကစစ်ကောင်စီအုပ်စုကိုပြန်ခေါ်ထုတ်သွားရမှာဒေသခံပြည်သူ200လောက်ကိုလည်းဖမ်းဆီးပြီးတော့ဒဇာကန်လူသားတိုင်းကအဖြစ်နဲ့အတုံးချခဲ့သလိုလဲနဲ့နှွားတွေကိုလည်းလူရယူဆောင်က ခိုးရပါပစ္စည်းတွေကိုတင်ဆောင်သွားတယ်လို့ဆိုပါရယ်စိတ်ကောင်းစီအုပ်စုဟာဘူးတလင်းမြို့ပေါ်အပါဝင်ဘူးတလင်းနဲ့ကြီးရွာတွေကတစားကန်လူသားတိုင်းကအဖြစ်နဲ့ဖမ်းဆီးခေါ်ဆောင်လာသူပြည်သူအယောက်200ဝန်းကျင်တွေကတချို့တဝက်ကိုတော့ဒီဇင်ဘာလ26ရက်နေ့မှာပြန်လွှတ်ပေးခဲ့ပေမဲ့ရာနဲ့ချီတဲ့ပြည်သူတွေကိုတော့ဆက်လက်ဖမ်းဆီးခံရရဆဲဖြစ်တယ်လို့ဒေသခံတွေကပြန်လည်ပြောပြထားပါရယ်အဖမ်းခံရတဲ့တွေကတချို့တော့ပြန်လွှတ်လာတာတွေရှိတယ် နွားလဲတွေဖမ်းတာက ကုတော်စက်ခန်းကစစ်ကောင်စီပစ္စည်းတွေကိုတင်ဖို့နဲ့ရိတ်ခါပါညာတင်ဖို့ဖမ်းတာလူကများတော့ဘယ်နှယောက်ပြန်လှုပ်ပေးလိုက်တယ်ဆိုတာတော့မသိရဘူးလို့ဘူးတလင်မြို့နယ်ကဒေသခံတဦးကပြောပြထားပါတယ်ကုတော်ရွာရဲစခန်းကို2022ခုနှစ်ဇွန်လမှာတော်လိုင်းတပ်တွေကတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပေမယ့်ရပ်ပိုင်းအကြမှာပဲစစ်ကောင်စီအုပ်စုကအင်အားအများပြားနဲ့ပြန်လည်ထိုးစစ်ဆင်ခဲ့ပြီးတော့စစ်ကောင်စီအုပ်စုနဲ့ပြူစောတိအင်အား30ခန့် ပြန်လည်ပြီးတော့အထိုင်ချတက်ဆွဲခဲ့တယ်လို့သိရပါဗါ။အဲ့ဒီနောက်မှာတော့စစ်ကောင်စီအုပ်စုကကူတော်ကျေးရွာအုပ်စုကူတော်ရွာနဲ့ရွာချင်းကက်ရဖြစ်တဲ့ရွာမော်ရွာတို့ကိုအချိန်ချင်းစီးနေဝင်းဝေးလူရမီးရှို့ခဲ့တယ်လို့တွေးသမျှဖမ်းဆီးတပ်ဖြတ်ခဲ့တာကြောင့်ရွာမော်ရွာဟာလည်းတရွာလုံးနှီးပါပြာကျခဲ့ပြီးတော့ကူတော်ရွာကတော့ရွာလုံးကျပြာမကြသေးပဲနေအိမ်တချို့တော့ကြံရှိနေသေးပေမယ့်ပြည်သူတွေဟာရွာထဲမှာမနေရဲလို့2022ခုနှစ်ကလေးကနှစ်ရွာလုံးရွာပြက်ကြီးတွေဖြစ်သွားပြီလို့ဒေသခံတွေကပြောပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့နေပြည်တော်ပြည်မနာမြို့နယ်မှာရှိတဲ့အကြမ်းဖက်စစ်တပ်ဂိတ်စခန်းတစ်ခုကိုဖောက်ခွဲတိုက်ခိုက်ခဲ့ရာစစ်ကောင်စီတပ်သားများထိခိုက်မှုရှိခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇန်နဝါရီလ၁ရက်နေ့မနက်၄နာရီခန့်မှာပြည်မနာမြို့နယ်အာဟာရတုခဈေးနဲ့ဘောဂတိရိကာဂျီဝင်းကြား ကင်မွန်တန်းကျေးရွာမြောက်ဘက်မှာရှိတဲ့အကြမ်းတ်စစ်တပ်ဂိတ်စခန်းငယ်တစ်ခုကိုတော်လိုင်းတပ်ဖွဲ့များကဘုံခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုအတွင်းမှာအကြမ်းတ်စစ်ကောင်စီတပ်သားများထိခိုက်မှုရှိခဲ့တယ်လို့အရေးအတွက်ကတော့အတိပြုနိုင်ခြင်းမရှိသေးဘူးလို့ပြောပါတယ်။ထိခိုက်မှုတော့ရှိပါတယ်။သေမသေးတော့အတိမပြုနိုင်သေးပါဘူး။ထပ်မံပြီးတော့အတိပြုနိုင်မှုအတွက်စုံစမ်းနေသေးပါပဲ။အဓိကပြောချင်တာကတော့နေပြည်တော်ကိုမင်းတို့ကောင်တွေထိလို့မရဘူးဆိုတဲ့စကားကိုကျွန်တော်တို့ကရိုက်ချိုးပြလိုက်တာပဲ။တပြည်လုံးမှာတိုက်ပွဲဝင်နေကြတယ်။တော်လန်ညီကိုတွေအတက်ဖို့အတွက်ရည်ရွယ်ပါတယ်။ နောက်ပြီးတော့အကြက်ဖတ်စစ်ခေါင်းဆောင်မင်းအွန်လိုင်းကိုသူနေတဲ့နေရာမှာတော့မှမလုံခြုံဘူးဆိုတဲ့ခန်းစားချက်မျိုးကိုရစေချင်တာပါလို့နေပြည်တော်ပြည်သူ့ကာကွယ်အဖွဲ့ကတာဝန်ရှိသူတို့ကပြောဆိုထားပါတယ်၎င်းတိုက်ခိုက်မှုကိုနေပြည်တော်ပြည်မနာမျိုးနဲ့ပကဖတ်တိုက်ခိုက်ရေးတပ်ခွဲဗိုလ်တာရအဖွဲ့ကလှုံ့ဆော်ခဲ့ခြင်းဖြစ်ကြောင်းတရင်ရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မန္တလေးတိုင်းမြင်းကြံမြို့နယ်မြောက်ကျုံးရွာမှာရှိတဲ့အကြမ်းဖက်စစ်တပ်အထိုင်းစခန်းကိုဝင်ရောက်တိုက်ခတ်ရာစစ်ကောင်စီတပ်သားတအုပ်တေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဒီဇင်ဘာလ31ရက်နေ့ည9:00နာရီအချိန်ကမှမြင်းကြံမြို့နယ်မြောက်ကျုံးချင်းရွာမှာရှိတဲ့အကြမ်းဖက်စစ်တပ်အထိုင်းချတပ်ဆွဲထားတဲ့စခန်းမှာပြည်သူလူထုစီကနေပြီးတော့အကြောင်းမျိုးမျိုးပြပြီးတော့ကောက်ခံထားတဲ့ငွေတွေနဲ့တောက်စားမူယူပျော်ပါနေတဲ့စစ်ကောင်စီတပ်သားများကိုတော်လိုင်းတပ်ဖွဲ့များကဝင်ရောက်တိုက်ခတ်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုအတွင်းမှာအကြမ်းဖက် စစ်ကောင်စီတပ်သားတအုပ်တေဆုံးပြီးတော့ကြာရှိနေတဲ့စစ်သားများနဲ့ပြူစောထီများပြင်းထန်ဒဏ်ရာရရှိခဲ့ကြတယ်လို့သိရပါတယ်။တိုက်ပွဲအတွင်းမှာအကြမ်းဖက်စစ်ကောင်စီဘက်ကထိခိုက်မှုရှိတဲ့အတွက်ကြောင့်အနိုင်ကျေးရွာကစစ်သားများက80မမလက်နက်ကြီးများနဲ့ပစ်ကူပေးခဲ့ပြီးတော့မြောက်ကျွန်းအထိုင်စခန်းကနေလေ40မမများဆက်လေးများလက်နက်ငယ်များနဲ့ပြန်လည်ပြစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။စစ်ခွဲတွေအလင်းငိုက်မထင်မှတ်တဲ့အချိန်မျိုးမှာဝင်ရောက်ပြီးတော့တိုက်ခိုက်ခဲ့တာပါ။စစ်ခွဲတကောင်ကတော့နေရာမှာတွေပွဲချင်းပြီးတည်သွားတယ်။ကျန်တဲ့စစ်ခွဲတွေလည်းဒဏ်ရာရတိုင်းများတယ်။ နှစ်သက်အကျိုးအထိမ့်မအဖြစ်နဲ့စစ်ခွေးတကောင်ရှင်းလင်းနိုင်ခဲ့ပါတယ်အနိုင်ကြီးရွာကစစ်ဆက်မမတွေကူပြက်ပေးတာရှစ်ချက်လောက်ပြက်ပါတယ်မြောက်ကျောအထိုင်စခန်းကနေလေ40မမတွေဆက်လက်လေးနဲ့လက်နဲ့ငယ်တွေနဲ့ပါပြန်လဲပြစ်ခတ်လို့ပြန်လဲဆုတ်ခွာခဲ့ရပါတယ်လို့အမေသွေးပြောက်ကြားတဲ့ဖွဲ့ကတာဝန်ရှိသူတို့ကပြောဆိုထားပါတယ်၎င်းတိုက်ခိုက်မှုကိုမြင်းညာမြို့နယ်ပြည်သူ့ကာကွယ်အဖွဲ့ရဲ့ကိုကဲမှုအောက်မှာရှိတယ်အမေသွေးပြောက်ကြားတဲ့ဖွဲ့နဲ့မြင်းညာပြည်သူ့ကာကွယ်အဖွဲ့အေယာဝတီမင်းသားကြီးအဖွဲ့တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ကြကြောင်းတရင်ရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မွန်ပြည်နယ်ကြိုက်ထူမြို့နယ်ရန်ကုန်မော်လမြိုင်လမ်းမိုက်မှာရှိတဲ့စစ်ကောင်စီတပ်ဆေးဆေးရိပ်ဂိတ်တစ်ခုကို drone နဲ့ဘုံသီးကျဲချတိုက်ခတ်ရာစစ်ကောင်စီတပ်သား၂ဦးသေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဒီသမားလ31ရက်နေ့ညနေ၄နာရီကျော်ကရန်ကုန်မော်လမြိုင်ကားလန်ဘီအင်ကဘူချေးရွာအနီးလက်ပံပင်တုတ်တံမှာအထိုင်ချထားတဲ့စစ်ကောင်စီရဲ့ဆေးဆေးရိပ်ဂိတ်ကို ကရင်မျိုးသားလွတ်မြောက်ရေးတပ်မတော် KNL PDF တပ်ရင်းခေါ်ရှက်၃၅နဲ့ KRF အဖွဲ့တို့ကပူးပေါင်းပြီးတော့ drone ဆက်ဆံရေးအဖြစ်နဲ့ဘုံဒီကျဲချတိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့ KRF ကတောင်းရှိသူကပြောပြထားပါတယ်။အပြန်အလှန်ပြစ်ခတ်မှုတော့မဖြစ်လိုက်ဘူးဗျ။ကျွန်တော်တို့ဘက်ကပဲ drone နဲ့ဘုံဒီကျဲချပြီးတော့ပြန်လာခဲ့တာ။သူတို့ဘက်ကရန်တပ်ပြစ်ခတ်တာမျိုးတော့ရှိပါတယ်လို့၎င်းကရှင်းပြထားပါတယ်။ အဲ့ဒီလက်ပံပင်တုတ်တမရှိတဲ့ဂိတ်မှာစစ်ကောင်စီတပ်ကလက်နက်ကြီးတပ်စင်အထိုင်ချထားပြီးတော့စစ်ရေးတိုက်ခိုက်မှုလုံဆောင်တဲ့အချိန်မှာစစ်ကောင်စီတပ်သား၈ဦးလောက်ကဘုံကျဲခံရမှုကြောင့်နှစ်ဦးသေဆုံးက၃ဦးကတော့ပြင်းထန်ဒဏ်ရာရရှိသွားတယ်လို့ KRS ကတာဝန်ရှိသူကဆက်လက်ပြောဆိုထားပါတယ်။ပြီးခဲ့တဲ့ဒီဇင်ဘာလ22ရက်နေ့ကလည်းကြိုက်ထုံမြို့နယ်မုတ်ပလင်လမ်းဆောင်မှာရှိတဲ့စစ်ကောင်စီတပ်ရဲ့စစ်စေးရေးဂိတ်ကို KRS နဲ့တော်လိုင်းပူးပေါင်းအဖွဲ့များက ဒရုန်းများနဲ့ဘုံဒီကျဲချပြီးတော့တိုက်ခိုက်ခဲ့ပြီးစစ်ကောင်စီဘက်က3ဦးသေဆုံးပြီး9ဦးဒဏ်ရာရရှိခဲ့သေးကြောင်းသတင်းရရှိပါရယ်ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးမြို့ကပုပ်ပလိကလုံခြုံရေးအလုပ်ကိုလုပ်ကင်တဲ့အမျိုးသားတအူပေါ်တာဆွဲခံရပြီးတပတ်အကြာမှာရှေ့တန်းကိုအပုတ်ခံလိုက်ရပြီးတော့မရယာမြို့နယ်တိုက်ပွဲမှာတေဆုံးသွားပြီဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်မန္တလေးမြို့ကျုံအနီနာကနာမည်ကြီးတဲ့ဟိုတယ်တစ်ခုကလုံခြုံရေးဝန်ထမ်းအဖြစ်နဲ့လုပ်ကင်တဲ့အသက်30ဝန်းကျင်အရွယ်အမျိုးသားတအူဟာဒီဇင်ဘာလဒုတိယပတ်မှာ ဟိုတယ်ကနေပြီးတော့အိမ်ကိုအပြန်စစ်ကောင်စီတိုက်ရဲပေါ်တာဆွဲတာကိုခံလိုက်ရတယ်လို့သိရပါဗါတယ်အဲ့ဒီနောက်တပတ်လောက်အကြာမှာမရိယာရှေတန်းမှာတေဆုံသွားပြီလို့မိသားစုဝင်တွေကိုအကြောင်းကြားခဲ့တယ်လို့အဲ့ဒီဖြစ်စဉ်ကိုသိတဲ့သတင်းရင်းမြစ်တအူးကပြက်လက်ပြောပြခဲ့ပါဗါတယ်ပေါ်တာအဆွဲခံရပြီးတင်းနားအောင် မပေးလောက်ဘူးသူတို့တေသွားပြီလို့အကြောင်းလာကြတာခေါ်သွားတာမှာ6ရက်ပဲရှိသေးတယ်လို့တေဆုံတဲ့သူရဲ့မိတ်ဆွေကပြက်လက်ပြောပြလာပါဗါတယ် မန္တလေးမြို့မှာစစ်တပ်ကအရက်ဝတ်လက်နက်ကင်ပြီးတော့အင်စည်းကားတွေနဲ့လှည့်လည်ပေါ်တာဆွဲနေပြီးညဘက် သတိထားဖို့နဲ့အပြင်မထွက်ကြဖို့ကိုရဲတပ်ဖွဲ့ကပါနီးစပ်ရာတွေကိုတရီပေးတာတွေလုပ်နေတယ်လို့သိရပါတယ်စစ်မှုထမ်းအပတ်စဉ်တက်မှာတရအူးမြို့နယ်ကလူငယ်တအူးလဲမရီယာမြို့နယ်အရှိချမ်းမှာတိုက်ပွဲကြခဲ့တာကြောင့်စစ်မှုထမ်းလိုက်ပါလို့တဲ့သူတွေမရှိတော့တာကြောင့်ပေါ်တာဆွဲတာတွေကိုဇက်တိုက်ပြုတ်လုပ်ခဲ့တယ်လို့သိရပါတယ်အပတ်စဉ်နှစ်မှာလည်း ညောင်ဦးမြို့နယ်ကလူငယ်တအုပ်ကိုစစ်မှုထမ်းဖို့စစ်တပ်ကအားရမခေါ်ဆောင်သွားပြီးတော့၃ရက်အကြာမှာရိုက်နှက်ထားတဲ့ဒဏ်ရာတွေနဲ့ကြောင်ပောင်းဆေးရုံမှာမိသားစုကိုအလောက်လာထုတ်ခိုင်းခဲ့တယ်လို့သိရပါတယ်။မန္တလေးတိုင်းတဲကဒရုံနဲ့ညောင်ဦးမြို့နယ်တို့မှာလည်းစစ်တိုက်ပေါ်တာဆွဲတာတွေကိုပြုလုပ်နေတယ်လို့ဒေသခံတွေကပြောပါတယ်။စစ်ကောင်စီကစစ်မှုမထမ်းမနေရဥပဒေနဲ့လူငယ်တွေကိုအတင်းအဓမ္မစုဆောင်းပြီးတော့စစ်မှုထမ်းခိုင်းပြီးတင်တန်းဆင်းပြီးကာစစစ်သားတွေကိုရှေ့တန်းကိုပို့နေတဲ့အတွက်တိုက်ပွဲတွေမှာတေဆုံးဒဏ်ရာရတဲ့သူတွေထွက်ပြေးတဲ့သူတွေနဲ့လက်နက်ချ ထားတဲ့သူတွေများပြားနေတယ်လို့တော်လိုင်းအဖွဲ့တွေကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ပဲခူးတိုင်းညောင်လေးပင်ခရိုင်လေတုံမြို့နယ်နဲ့မူးမြို့နယ်အတွင်းမှာရှိတဲ့ကြေးရွာများကိုအကြမ်းဖက်စစ်တပ်ကလက်နက်ကြီးများဒရုန်းများနဲ့ပုံကျဲတိုက်ခိုက်ရာပြည်သူတအုပ်သေးဆုံးပြီးတနစ်6လအရွယ်ကလေးငယ်နဲ့အသက်7နှစ်အရွယ်ကလေးငယ်အပါအဝင်ပြည်သူ9ဦးထိခိုက်ဒဏ်ရာရရှိကာနေအိမ်6လုံးထိခိုက်ပျက်စီးခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဒီဇင်ဘာလ26ရက်နေ့ညနေ3:00ခွဲအချိန်ကမှလေတုံမြို့နယ်အတွင်းခမရ300ခွန်ရွှေဝါတပ်ရင်းက တရား၂၀နှစ်မှမှတလုံးနဲ့ပြစ်ခတ်ခဲ့ရာတမင်အင်းကုန်းကြီးရွာမှာကြားရောက်ပောက်ခွဲခဲ့ပြီးကြီးရွာမှာနေတဲ့ဒေါခင်စန်းမြင့်ရဲ့နေအိမ်တလုံးနဲ့ထင်းစည်တစ်ခုထိမှန်ပျက်စီးခဲ့တယ်လို့သိရပါတယ်ဒီသမားလ28ရက်နေ့ညနေ4နာရီခန့်မှာနတ်တန်ကွင်းကနေပြီးတော့အချမ်းဘတ်စစ်ကောင်စီတပ်များကလက်နက်ကြီး၃လုံးနဲ့ပစ်ခတ်ခဲ့ရာအင်းနိုင်ကုန်းကြီးရွာအတွင်းမှာကြားရောက်ပောက်ခွဲခဲ့ပြီးတော့ကြီးရွာမှာနေထိုင်တဲ့အသက်20အရွယ်စောခွားစီအသက်55နှစ်အရွယ်ညာလူမှာနော်အားမှုတို့၃ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီးတော့ညာလူမာနဲ့နော်အားမှုတို့ရဲ့နေအိမ်နှလုံးလဲထိခိုက်ပျက်စီးခဲ့တဲ့အပြင်အသက်40နှစ်အရွယ်ညာလာစိဟာလဲလက်နက်ကြီးထိမှန်ပြီးတော့တေဆုံးခဲ့ရတယ်လို့သိရပါတယ်။ဒီဇင်ဘာလ30ရက်နေ့ညနေ9:05မိနစ်ခန့်မှာကွင်းချောင်းကအချက်မဲ့စစ်ကောင်စီတပ်သားများက120မမလက်နက်ကြီးတစ်လုံးပစ်ခတ်ခဲ့ရာအင်းနိုင်ကုန်းခြေရွာအတွင်းကိုကြောက်ရောက်ပောက်ခွဲခဲ့ပြီးတော့ခြေရွာမှာနေထိုင်တဲ့အသက်18နှစ်အရွယ်စောတာနေထူးနဲ့အသက်17နှစ်အရွယ်နော်သားလေဆေးတို့နှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီးတော့စောစိုးနိုင်ရဲ့နေအိမ်တစ်လုံးလဲ ထိမှန်ပျက်စီးခဲ့ရတယ်လို့သိရပါတယ်ဒီဇင်ဘာလ32ရက်နေ့နေ့လယ်7:46မိနစ်ခန့်မှာနတ်တန်ခွင်းကနေပြီးတော့အကြမ်းဖက်စစ်ကောင်စီတပ်သားများဟာ120မမနှလုံးနဲ့ပြစ်ခတ်ခဲ့ရာအင်းနိုင်ကုန်းကြေးပါအတွင်းကိုကြက်ရောက်ပောက်ကွဲခဲ့ပြီးတော့ကြေးပါမှာနေထိုင်တဲ့နော်မူးရဲ့နေအိမ်တစ်လုံးထိမှန်ပျက်စီးသွားတယ်လို့သိရပါတယ်အလားတူပဲမူးမြို့နယ်ဒီဇင်ဘာလ30ရက်နေ့မွန်လွယ်3:00ခွဲအချိန်ကမှမူးမြို့နယ်မှာအကြမ်းဖက်စစ်တပ်က တဖမ်းပင်ကျေးရွာအတွင်းကို drone နဲ့ပုံကျဲခဲ့ရာကျေးရွာမှာနေထိုင်တဲ့အသက်46နှစ်အရွယ်မတ်တန်တန်ဆိုးနဲ့အသက်1နှစ်နဲ့6လအရွယ်မောင်ရဲထက်အောင်ကလင်းငယ်တအုပ်တို့ထိခိုက်ဒဏ်ရာရရှိခဲ့ပြီးတော့ဥဖိုးတဲ့ရဲ့နေအိမ်တလုံးလဲထိမှန်ပျက်စီးခဲ့တယ်လို့ KNU ဗဟိုကပြောဆိုထားပါတယ်။မွန်ပြည်နယ်ဘီလင်းမြို့နယ်မှာလဲဒီဇင်ဘာလ30ရက်နေ့မနက်7:55မိနစ်ခန့်မှာအကြမ်းဖက်ဆက်တက်ကလေရင်နဲ့ကြတောင်းစိတ်အနောက်ရွာနဲ့ပြင်းမပင်စိတ်အနောက်ရွာကြားမှာ ထိုကောက်နော်ဘောနေရကိုဘုံဒီသုံးလုံးနဲ့စစ်တပ်နာများပြစ်ခတ်ခဲ့ပြီးတော့နေ့လယ်၁၂:၅မိနစ်ခန့်မှာနိုဘယ်ဘောရွာအတီးထိညစားထားနေရကိုလည်းဘုံသုံးလုံးကျဲချကနေ့လယ်၁၂:၅ခွဲအချိန်ကမှတန်ဖြူချောင်းထီကြီးခံရွာကြော်ပရဲခုံတော်တဲ့မှာလဲဘုံဒီသုံးလုံးနဲ့ စစ်တပ်နာများပြစ်ခတ်ခဲ့တယ်လို့သိရပါတယ်၎င်းတိုက်ခိုက်မှုအတွင်းမှာလေကြောင်းတိုက်ခိုက်မှုများကြောင့်ပြည်သူလူထုများထိခိုက်ခြင်းမရှိတော့လေအဲ့ဒီလေကြောင်းတိုက်ခိုက်မှုကိုခံရတဲ့နေရာများအနီးဝန်းကျင်မှာနေထိုင်တဲ့ပြည်သူလူထုများအနေနဲ့ကြောက်ရွံ့ထိတ်လန့်ခဲ့ရပြီးတော့ဘေးလွတ်ရာနေရာများကိုထွက်ပြေးတိမ်းရှောင်နေရကြောင်းသတင်းရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီရေးသတင်းနိုင်ငံရေးသတင်းများကို အချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ